ကျမတို့အမြဲပဲပြောပါတယ်မျောလင့်ကျက်တွေကတော့အများကြီးပဲဒါမှလည်းမျောလင့်ကျက်ဆိုတာဟာအလုံးနဲ့စူးစားမှုနဲ့ဝိရိယနဲ့မှခေါ်ထုတ်လို့ရမယ်ထိုင်ပြီးတော့မျောလင့်နေလို့မရဘူးမျောလင့်ယုံနဲ့မပြီးဘူးဆိုပြီးတော့ကျမအမြဲပဲပြောပါတယ်အဲ့တော့ကျမတို့အခုမြန်မာနိုင်ငံမှာဘယ်လိုအခြေအနေရောက်နေပဲလို့ပြောရမယ်ဆိုလို့ရှိရင်ယုံကနေသေးပါပဲဒါနှစ်ပေါင်းများစွာဆယ်စုနှစ်ပေါင်းများစွာက အခြေခံအောင်လုပ်ခဲ့တဲ့စနစ်တစ်ခုပြောင်းဖို့ဆိုတာဟာနေချင်းညာချင်းမဖြစ်နိုင်ပါဘူး။ဒါပေမဲ့ကျမတို့တာဝန်ယူပါတယ်။ဒီရွေးကောက်ပွဲမှာဝင်ပြီးတော့ရှင်ပြိုင်ကလေးအောင်ဒီနိုင်ငံရဲ့တာဝန်ကိုယူဖို့အဆင်သင့်ရှိလို့ရှင်ပြိုင်ခဲ့တာပါ။ဒီတာဝန်လည်းယူထားတယ်။ဒီတာဝန်ကိုလည်းကျမတို့မကြောက်ပါဘူး။တာဝန်ကကြီးကြီးလေးတယ်ဆိုတာအစတည်းကသိပြီးသားပါ။လွယ်မယ်ထင်လို့ကျမတို့ဒီတာဝန်ယူတာမဟုတ်ပါဘူး။ အဲမလွယ်တဲ့တာဝန်ကိုထမ်းဆောင်တဲ့အခါမှာတော့ကျမတို့နိုင်ငံသူနိုင်ငံသားများအားလုံးရဲ့ပူးပေါင်းဆောင်ရွက်မှုဟာအင်မတန်မှအရေးကြီးပါတယ်